ပထမဆုံးအနေနဲ့သူ့ရဲ့အသာချက်ကတော့ဒီဇိုင်းပိုင်းပေါ့နော်ဒီဇိုင်းဘက်မှာဆိုရင်တော့ကျွန်တော်ဒီ golden design လို့ပြောတယ်တော်တော်လေးကို premium sand နဲ့ဒီဇိုင်းကိုသုံးမိထားတာတွေ့ရတယ်ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ AI feature သူ့မှာပါတဲ့ AI feature တွေအရဆိုရင်တော့ကျွန်တော်ဒီ Samsung S25 Ultra မှာတော့တို့ AI feature အများစုကိုထည့်ပေးထားတာတွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီ logo မှာတော့မှ Tecno AI ဆိုပြီးတော့တော့မှထည့်ပေးထားတယ်ပေါ့နော် AI နဲ့ collaborate လုပ်ပြီးထုတ်ထားတဲ့ဖုန်းတစ်လုံးလို့တော့ပြောလို့ရမယ် AI feature အများစုကိုထည့်ပေးထားပြီးတော့တကြောင်ပေါ့နော်မိတ်ဆွေက AI နဲ့ပတ်သက်တဲ့ ် application တွေကိုပေါ့နော်ကျွန်တော်တို့ကသွားပြီးတော့ download ကြမလို့ဘာနဲ့ဖုန်းထဲရနေပဲပေါ့နော်အဲ့လိုတကူအသုံးပြုရနိုင်မဲ့ဖုန်းလေးတစ်လုံးပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ charging and battery ပေါ့နော် charging ဘိုင်းမှာဆိုရင်တော့ကျွန်တော်ဒီ45 watts charging ကိုတုံးပေးထားပြီးတော့ battery ဘိုင်းအနေနဲ့9200 mAh ကိုထည့်သွင်းပေးထားရပါတော့ဒါကတော့ကျွန်တော်တို့ဒီ45 watt charging speed မှာဆိုရင်တော့အားသွင်းရတဲ့အဆင်ပြေသလိုပေါ့နော်ကျွန်တော်တို့ဒီ9200 mAh ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဂိမ်းပိုင်းပဲဆော့ဆော့ဒါမှမဟုတ်ဆိုရှယ်ပိုင်းပဲတုံးတော့ပတိအခန့်နဲ့ပုံတလုံးဝင်ဖြစ်ပါတယ်လက်ရှိကျွန်တော်စမ်းကြည့်တာကတော့ပတိအခန့်နဲ့ဘက်ကိုသွားတယ်အရင်အကြရတဲ့ထဲမှာတော့မပေါဘူးပေါ့နော် Canon 40နဲ့ 40Pro ကတော့ကျွန်တော်တို့ဒီဒီဇိုင်းပိုင်းတွေကတော့အမှားတော့တိတ်မကွာဘူးသူ့မှာတုံးထားတယ် performance နဲ့ချစ်ဆက်ပိုင်းတွေတော့အနည်းငယ်တော့ကွဲပြားမှုလို့ရှိရပါတော့ကာလာအနေထားမှာဆိုရင်တော့ကျွန်တော်တို့ဒီ premium sun နဲ့ဇိုင်းကာလာဘက်ကိုသွားတယ်အဒီတုံးပေးထားတယ်ပေါ့နော် ကာလာအနေထားလေးရတယ်မစိုးဘူးလို့ပြောရမှာပေါ့နော် ရှေ့မှာထုတ်ထည့်တဲ့ model နဲ့ဆိုင်ရင်ဒီ model လေးကတော့ကျွန်တော်ဒီကြည့်ရတာအဆင်ပြေလို့တော့ပြောရမှာပေါ့နော်အဒီသူ့ရဲ့ဒီ body ratio race တို့ကျွန်တော်ဒီ weight တွေပါလေဆိုရင်ပေါ့နော်အကျဉ်းတော့ကျွန်တော်ဒီ photo လုံးကိုကင်ရတဲ့ feeling မှာဆိုရင်တော့အကျဉ်းတော့၄ရက်ထဲမှာတော့မပါဘူးအိုးဘာမှနေပေါ့နော်အသုံးပြရတာနည်းနည်းလေးအဆင်ပြေတဲ့ဘက်ကိုတော့သွားပါတယ် Classic Premier Frame ကိုတော့အသုံးပြုထားရတယ်လို့တော့ထင်တယ်ပေါ့နော်။ဒီမှာဆိုရင်တော့ကျွန်တော်ဒီပုံပုံပါမနဲ့ကိုင်းရတာတော့တော်တော်လေးကို smooth ဖြစ်ပါတယ်။နောက်တစ်ခုနေခဲ့ကတော့ Action Photon ပေါ့နော်။ Action Photon တခုကိုကျွန်တော်တို့ဒီထည့်ပေးထားတယ်။သူက Action Photon မှာဆိုရင်တော့ကျွန်တော်ချနှိတ်လိုက်ပြီးဆိုတာနဲ့ Action Photon ထဲမှာတော့ကျွန်တော်ဒီ function တွေကို on လုပ်ရတယ်။အဲဒီဒီမှာဆိုရင် screen translate လောက်တာဒါမှမဟုတ်တခြားပေါ့နော်။ရှေ့ဘော်တော့ကနေကျွန်တော်တို့ဒီကင်မရာကင်မရာရိုက်တာ record ဖန်တာ flammy ပေါ့နော် ဖလမီလောက်တာတွေဖလမီဖွင့်တာအပိတ်တာတွေရောအကုန်လုံးအစုံပေါ့နော်ဒါကတော့ကျွန်တော်တို့ EOD ထဲမှာတွားပြီးတော့လုပ်ပြီးလို့ရတယ်။နောက်ထပ်တစ်ခုအနေနဲ့ Water Resistant MP66 ကိုတုံးထားတာဖြစ်တဲ့အကြောင်းမို့အဒီပြုတ်ကြတာလို့ဒါမှမဟုတ်ကျွန်တော်တို့ဒီရေစင်တာလို့ဆိုရင်တော့အကျဉ်းကြီးတော့ပေါ့နော်။အဲကွဲလွယ်တဲ့ဒီဝင်တာတို့လွယ်တဲ့အထဲမှာတော့မပါဘူး။အဲ့ဒါတခုအနေနဲ့ကြော်ဒီ 120Hz ပေါ့နော် AMOLED display 180 megapixel ကိုသုံးမိထားတယ်ပေါ့ အားတို့ကျွန်တော်တို့ဒီ game ဆော့ဆော့ဒီ social ပဲအသုံးပြုတဲ့လူတွေဆိုရင်တော့ဒီ screen display ပေါ့နော်သူ့ရဲ့ AOD နဲ့တင်ကျွန်တော်တို့တော်လေးကိုမိုက်နေပြီပေါ့နော် AOD မှာဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့လိုချင်တဲ့ပုံတွေရောကျွန်တော်တို့ဒီ image AI ဆိုတဲ့ feature တွေပါထည့်ပေးတာပြတဲ့ကြောင့်မို့ကျွန်တော်တို့စိတ်ချ AI feature တွေကိုအသုံးပြုရတော့မှာဖြစ်ပါတယ်အားကတော့ကျွန်တော်တို့ဒီ AI feature ကိုတော်တော်လေးစောင့်အောင်လေးကိုထည့်ပေးထားတယ် Canon 4D Pro အကြောင်းပေါ့နော်ဒီမှာဆိုရင်တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ wallpaper မှာဆိုရင်ပေါ့နော်ကျွန်တော်ပြောခဲ့သလိုပဲ AI wallpaper generator ကိုထည့်ပေးထားတယ်။အဲဒီမှာဆိုရင်တော့အခုလိုမျိုးခေတ်စားနေရပါတော့။ AI feature တွေကိုကျွန်တော်တို့က mobile phone တစ်လုံးကနေပဲလူလကူနဲ့ click ပြီးတော့အသုံးပြုလို့ရနိုင်တဲ့ phone လေးတစ်လုံးပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့တက္ကသိုလ်ရဲ့ Canon AI ပေါ့နော်။အဲ Canon AI ထဲမှာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုမျိုး feature တွေပါဝင်လဲဆိုရင်ကျွန်တော်တို့ဒီကျွန်တော် Samsung S25 Ultra တို့ရတို့ပေါ့နော်။ဆိုဒီပုံတပုံထဲမှာ collagen နဲ့ PC တစ်ခုကိုကျွန်တော်တို့ကကာစာချပြီးတော့ပေါ့နော်။အဝိုင်းစဝိုင်းစကင်နဲ့ အဒီ suspa နေပေါ့နော်ရှာသူတို့ပဲရှာလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီ play background music တွေကိုလည်းပေါ့နော်ကျွန်တော်တို့က background play ကိုဖြည့်ဖွင့်ပြီးတော့ပေါ့နော်ကိုကိုကတချင်းတော့တည်တယ်ဒါပေမဲ့တချင်းနာမည်မတည်ဘူးအဲ့လိုအနေထားမျိုးမှာဆိုရင်လည်းကျွန်တော်တို့ကတချင်းနာမည်ကိုတိုက်ရိုက်ရှာလို့ရတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒီပုံစံတွေပါလေပေါ့နော်ចောင်းသူចောင်းသားတွေအတွက်အဆင်ပြေနေတဲ့ feature တစ်ခုထည့်ပေးထားအဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ဒီအားလုံးပေါ့နော်ပုံစံခန်းတစ်ခုကိုကျွန်တော်တို့က ွက်ဆရာမလိုဘဲနဲ့ဓာတ်ပုံလေးရိုက်ပြီးတော့ဗောနော် AI ကိုဖြည့်ဆားခိုင်းလို့ရပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဒီ AI recording ဗောနော် AI recording မှာဆိုရင်တော့ဘယ်လိုမျိုး feature ပါဝင်နိုင်လဲဆိုရင်ကျွန်တော်ဒီအဲဗောနော်ဖုံးပြောတဲ့အခါမှာကျွန်တော်တို့ဒီဘေးရစုညံတန်တွေကိုဖြောက်ပြီးတယ် feature လေးပါဝင်လာမယ်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ recording ဖန်ထားတဲ့အခါမှာဗောနော် recording ဖန်ထားတဲ့သူရဲ့ပြောထားတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကသူကစာအနေနဲ့ပြန်ပြီးတော့ပေါ်ပင်းပါဗောနော်အတုံးသားတဲ့ iOS 15ပေါ့နော် Android 15 Android 15ပေါ့နော် OS နေနဲ့ကတော့ Android 15ကိုသုံးပေးထားပါတယ်။အားတော့ကျွန်တော်တို့ဒီ gaming ဖုန်းတစ်လုံးကိုလည်းပြောပြရသလိုကျွန်တော်ဒီ AI ဖိသားတွေကိုစောင့်လေထည့်ပေးထားရဖြစ်တဲ့ကြောင့်မို့ gaming ဘက်မှာရော AI ဖိသားဘက်မှာရောတော်တော်လေးကိုစောင့်စောင့်လေနဲ့ပေါ့အသုံးပြရတာအဆင်ပြေတဲ့ဖုန်းတစ်လုံးလို့တော့ပြောရမယ်ပေါ့နော်။ဘင်းတော့ရဆိုရင်လည်းသူကဒီကျွန်တော်တို့မြန်မာငွေနဲ့ဆိုရင်ကိုသိန်း9900ကျပ်ပေါ့နော်။အဲ10သိန်းပေါ့နော်။10သိန်းဝန်းကျင်လောက်မှာ ရင်စီးကြစုံစုံတွေကိုတုံးလို့ရတဲ့ဖုန်းတစ်လုံးဆိုရင်တော့ဒီဖုန်းလေးကိုကျွန်တော်ကအဝယ်ဖို့တိုင်တုံးချင်တယ်ပေါ့နော်ကျွန်တော်တို့ကဒီဘလို့လဲဆိုတော့ကျွန်တော်ဒီအခုနောက်ပိုင်းမှာဆိုရင်တော့ AI ဖီချာတွေကိုတော်တော်လေးတော်တော်များများပေါ့နော်အသုံးပြုရတာတွေ့ရတယ်ဖုန်းအများစုမှာကျွန်တော်တို့ဖုန်းအစ်အများစုတိုင်းမှာပေါ့နော် AI ဖီချာတွေကိုထည့်ပြီးတော့အသုံးပြုတာတွေ့ရတယ်ဖီချာတွေအများကြီးတဲ့မှာကဒီလိုမျိုးစုံစုံလေးနဲ့ထည့်ပြီးထားတဲ့ဖုန်းတစ်လုံးอ่ะဆိုရင်ပေါ့နော်ဒီလိုမျိုးဈေးနှုန်းမှာရလိမ့်မယ်ဆိုတာပေါ့နော်ချားနိုင်တယ်ဆိုတာကတော့တော်တော်လေးကိုမိုက်တဲ့အနေအထားမျိုးလေးပြောရမယ် ူမှဆိုရင်တော့ run အနေနဲ့ကတော့ run 8k 8k ကိုမှကျွန်တော်တို့က 5k ထပ်ပြီးတော့တိုးလို့ရသေးတယ်။ gaming ပိုင်းနေပါရင်ဆော့မယ်ဆိုရင်ပေါ့နော်ဒီရုပ်ထပ်ပိုင်းရောကျွန်တော်ဒီချစ်ဆက်ပိုင်းမှာပါဒီအစီပြတာဖြစ်တဲ့အကြောင်းမို့စုံစုံလေးနဲ့အသုံးပြုလို့အစီပြသွားမှာဖြစ်ပါတယ်။ memory အနေနဲ့အဲသူ့မှာဆိုရင်ကျွန်တော်တို့ 825CP 1225CP ပေါ့နော်အဲပေးထားတာကိုတွေ့ရတယ်ကင်မရာအနေနဲ့ကျွန်တော်တို့ဒီ main camera မှာဆိုရင်ပေါ့နော်50 megapixel ပို့ထားတယ်ဗီဒီယိုမှာဆိုရင်တော့ 4K ဖြီးပေါ့နော် iPhone 4K ကတက်တီ60 fps 1080ရဲ့တက်တီ fps ကိုသုံးပြီးထားလာပြရပါတယ်ခင်ဗျာအားဆိုရင်တော့ကျော်ဒီဘလော့ပိုင်းနေရိုက်မဲ့သူတွေအတွက်ကတော့တော်တော်လေးကိုအဆင်ပြေတဲ့ phone လေးတစ်လုံးပဲဖြစ်ပါတယ်အားရာတွေကတော့ထူးထူးဆန်းဆန်းတော့ကြောင်းလဲကြောင်းတော့မရှိဘူးဒီကောင်လေးကကျွန်တော်တို့ဒီကင်မရာပိုင်းရော AI feature ပိုင်းရောပတ်ဖို့မှာပိုင်းအောင်ပါပါအသုံးပြရတာ တော်လေးကိုပေါ့နော်အမိုက်စာဖီချာတွေကိုထည့်ပေးထားဖြစ်တဲ့ကြောင့်မို့မိတ်ဆွေညီနဲ့ကဘလော့ပိုင်းပဲရိုက်ရိုက်ဒါမှမဟုတ်ဂိမ်းပဲဆော့ဆော့ပေါ့နော်ဆိုရှယ်ပိုင်းပဲတုံးတုံးစက်သိန်းဝင်းကျင်မှာ AI ဖီချာဆော့ဆော့လေးနဲ့တုံးပြရတဲ့ဖုန်းလေးပါဆိုရင်ပေါ့နော်ဒီဖုန်းလေးကိုအဲဒီချဲတင်ပါလေအခုနောက်ပိုင်းမှာဆိုရင်တော့ဒီတက္ကနိုရဲ့ပုံအများစုပါပေါ့နော်တော်လေးကိုဒီ AI ဖီချာဆော့ဆော့လေးနဲ့ထုတ်လာတာကိုတွေ့ရတယ်တက္ကနိုကမ်မွန်စီကမ်မွန် 40CD တွေမှာဆိုရင်ပေါ့နော် အဒီ30 series ဆက်ဆိုင်40 series တွေမှာအပို့ပြီးတော့ဗောနော AI feature စုံစုံလေးတွေကိုထက်ပြီးတော့ထည့်သွင်းထားတာတွေ့ရတယ်ဗောနော်ဒီနေ့ video လေးကိုကြည့်ပြီးတော့ကျွန်တော်မိတ်ဆွေအနေနဲ့လည်းတက္ကနိုရဲ့ Canon 40 series တွေမှာဗောနော်ဘယ်လိုမျိုး AI feature တွေကိုထည့်ပေးထားတယ်ဆိုတဲ့အကြောင်းကိုနားလည်သွားလည်မယ်လို့ထင်ပါတယ်ခင်ဗျာ